မင်္ဂလာပါရှင်ကျမကတော့ရုံးမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့တဲ့နေတွေကထူးခြားတဲ့တဲ့ချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်တဲ့နေကတော့ဘမော်တိုက်ပွဲစစ်ကောင်စီတက်ဆွဲရနေရာချို့ကို KIA ထက်မှန်သိမ်းပိုက်တဲ့တဲ့မော်ချီဒေတာကစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာသေဆုံးသူ6ဦးထိရှိလာတဲ့တဲ့ရင်းချံမြို့နယ်စစ်ကောင်စီလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုပြည်သူ10ဦးသေဆုံးတဲ့တဲ့တောင်သားကမကြီးပင်တဲရွာကိုစစ်ကောင်စီလေကြောင်းကတိုက်ခိုက်တဲ့တဲ့ ယူကရိန်းစစ်ပွဲဆုံးသက်ရေးအမေရိကန်နဲ့သဘောတူညီချက်ယူဖို့အသင့်ဖြစ်ပြီလို့ရုရှားပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းအနေနဲ့ဗမော်တိုက်ပွဲစကောင်စီတက်ဆွဲရနေရာအချို့ကို KIA ထက်မှန်သိမ့်ပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့သိမ့်တိုက်ပွဲဖြစ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ကဧပြီလ24ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ကောင်စီတက်ဆဲရနေရာချို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါဗျ။ဧပြီလ၂ရက်မှ22ရက်ထိ KIA ကယာယီအဖြစ်ရက်ခဲ့ပြီးနောက်မှာဗမော်မျိုးသိန်းစစ်စီရေးကိုပြန်လည်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးစကခ21အပါဝင်ဗမော်ကလက်ကျန်တက်စကန်အားလုံးကိုတပြိုင်တည်းတိုက်ခိုက်နေတာပါ။နောက်ထပ်သတင်းအနေနဲ့မော်ချီဒေတာကစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာတေဆုံးသူ6ဦးထိရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်နီပြည်နယ်မော်ချီဒေသကိုစစ်ကောင်စီလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့လို့လာသားရွယ်ကလေးငယ်ပါဝင်တိဆုံးသူရက်သား6ဦးထိရှိလာတယ်လို့သိရပါတယ်။ဧပြီလ24ရက်နေ့ကမိုင်းကမော်ချီဒေသမှာရှိတဲ့အမတ်နေ့ခဲတပ်ထုထုတ်လုပ်ရေးနေရာကိုဂျက်ဖိုက်တာနဲ့ဘုံကျဲခဲ့တာပါ။အဲ့ဒီနေ့မနေ့အစောပိုင်းမှာလည်းမဲဆက်မြို့နယ်ဟိုးဆက်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တော့လေလူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ နောက်ထပ်သတင်းအနေနဲ့မြင်းချံမြို့နယ်စစ်ကောင်စီလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုပြည်သူ၈ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်ကထိန်ပန်းကြီးရွာကိုစစ်ကောင်စီလေကြောင်းကဘုံကျဲတိုက်ခိုက်ရာပြည်သူ၈ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကနေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကထိန်ပန်းကြီးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးကြီးရွာတွင်ကပြည်သူတွေရဲ့နေအိမ်တွေပေါ်ကျရောက်ခဲ့တာကြောင့် ပြည်သူ၈ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မြင်းကြံမျိုးကခမာယ15ကလည်းဟာဝေဇာရီနဲ့ပါထိမ်ပန်းကြီးရွာကိုပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းအနေနဲ့တောင်သားကမကြီးပင်တဲရွာကိုစစ်ကောင်စီလေကြောင်းကတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သားမြို့နယ်မကြီးပင်တဲကြီးရွာကို မနေ့ကညနေပိုင်းကစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်ခဲ့လို့ပြည်သူလေးဦးဒဏ်ရာရပြီးတဦးဒဏ်ရာပြင်းထန်တယ်လို့သိရပါဗျ။ဧပြီလ25ရက်မနေ့ကနေ့လယ်3နာရီမှာတရဦးလေးတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ကြီးရအတင်းကိုဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။လေးချောင်းတိုက်ခိုက်မှုကြောင့်ကြီးရအတင်းကနေအိမ်9လုံးပျက်စီးခဲ့ပြီးအသက်50နှစ်အရွယ်ဒေါ်နုနုအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ နောက်ဆုံးသတင်းအနေနဲ့ယူကရိန်းစစ်ပွဲဆုံးသက်ရေးအမေရိကန်နဲ့သဘောတူညီချက်ယူဖို့အသင့်ဖြစ်ပြီလို့ရုရှားပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းစစ်ပွဲဆုံးသက်ရေးအတွက်အမေရိကန်နဲ့သဘောတူညီချက်တရက်ယူဖို့အသင့်ဖြစ်နေပြီလို့ရုရှားနိုင်ငံသား၏ဝန်ကြီးစာကင်းလက်ဖရော့စ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အမေရိကန်သမ္မတကလည်းသဘောတူညီချက်အတွက်ယုံကြည်ပြီးလမ်းကြောင်းပံပေါ်ရောက်နေပြီလို့ထင်ကြောင်းသူကဆိုပါတယ်။ဒီတော့တွင်ဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဝစ်အော့ဖ်ဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဖို့ရှိနေပါတယ်။ယူကရိန်းနိုင်ငံကီယက်မြို့တော်ဝင်ကတော့ရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းဖြစ်ယူကရိန်းနယ်မြေချို့ကိုပေးရပွဲရှိတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။အခြေအနေတစ်ခုကတော့နယ်မြေဆွတ်လွတ်ဖို့များပြီးမတရားပေမဲ့ယာယီငြိမ်းချမ်းရေးအတွက်ယာယီဖြည့်ရှင်းချက်ဖြစ်တယ်လို့သူကဆိုပါတယ်။စစ်ပွဲဆုံးသက်ရေးအတွက်သဘောတူညီချက်ရယူရမှာရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံစလုံးကိုဒေါ်နယ်ထရန့်ကဝေဖန်ပြီးနောက် ဖျားတွေတိုးလာချိန်မှာသဘောတူညီချက်အတွက်အလားအလာရှိတဲ့တွေ့ဆုံဆွေးနွေးမှုတွေထွက်ပေါ်လာတာပါယူကရိန်းမှာရုရှားရဲ့နောက်ဆုံး drone တိုက်ခိုက်မှုတွေလူ၃ယောက်သေဆုံးခဲ့ပါတယ်ပြီးခဲ့တဲ့နေ့ကလည်းမြို့တော်ကီယက်ကို drone ကြီး drone နေနဲ့တိုက်ခိုက်မှုကြောင့်လူ၁၂ယောက်သေဆုံးပြီး80ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး Donald Trump ကရုရှားသမ္မတပူတင်ကိုဝေဖန်ပြောဆိုလိုက်ပြီးဒါမျိုးတွေကိုရက်တင်တယ်လို့ပြောပါတယ် ဒါပေမဲ့ရုရှားဘောနောက်ထပ်အေးအေးယူမှုတွေလုပ်ဖို့မလုပ်ဖို့ကိုတော့ Trump ကပြောဆိုခြင်းမရှိသေးပါဘူး။မနေ့ကတရက်တာဖြစ်ပျက်ခဲ့သမျှသတင်းတွေတဲကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။